ဘုဇင်ကတုအထုပကအခါရပါမြတ်စွာဘုရားသည်ရာဇဂျူပြေဝေလူဝန်ကျောင်းတော်၌တည်ရင်သုံးတော်မူစဉ်ရာဇဂျူပြေအနိပိပလိလိုင်ကူ၌တည်ရင်သုံးနေတော်မူသော အရှင်မဟာကတ္တပါမကျမ်းမမဖြစ်ရာမြတ်စွာဘုရားကြွလာတော်မူပြီလျင် ဘုဇင်ခုနှစ်ပါးတရားတော်ကို ဟောကြားတော်မူ၏ထိုတရားဖြင့်အရှင်မဟာကတ္တပ ayi ယောဂာမချက်ချင်းပြောက်ကင်းတော်မူရလေ၏ထိုအတူဂိဇဂုတ်တောင်၌တည်ရင်သုံးတော်မူသော အရှင်မောကလံမထေမြတ်မကြမ်းမမာဖြစ်စဉ်ဘုဇင်တုတ်ကိုပင်ဘုရားရှင် ဟောကြားတော်မူရာ အရှင်မြတ်ဤယောဂမာလေချက်ချင်းယူပြစ်သလိုပြောက်ကင်းတော်မူခဲ့ရလေ၏မြတ်စွာဘုရားသည်လည်းရာဇဂိုပြေဝေလူဝန်ကျောင်းတော်၌တည်ရင်သုံးတော်မူစဉ်မကြမ်းမမာဖြစ်ခဲ့ရာအရှင်ဆုံးသာမထေကိုဘုဇင်တုတ်ကို ယူဆိုရန်အမိန့်ရှိတော်မူသည် အရှင်ဆုံးသာမထေသည် အရှင်မဟာကတ္တပါ အရှင်မောကလန်တို့အားမြတ်စွာဘုရားဟောကြားတော်မူအပ်သောဘောဇဉ်တုတ်ကိုပင်ရွတ်ဆိုလျောက်တင်ခဲ့ရာဘုရားရှင်ဤပြင်းထန်သောယောဂဝေဒနာတို့သည်လည်းချက်ချင်းပြောက်ကင်းတော်မူခဲ့ရလေ၏ထိုဘောဇဉ်တုတ်ပရိတော်ကတန္တာရီတန္တရန္တာနံသဗ္ဗဒုက္ခဝိနာသနေ တတဓမေသဘောစင်ကေမာရတိနာ ပမတဏိဘုဇိတဝါယေစီမေတတာတိဘဝမௌဒ္ဒဂௌတမအာဇာတိမာဇရာပြတိအမတံနိဗ္ဗယံကတာဧဝမာတိကုနုပေတံအနေကကုဏသင်္ဂဟံဩတတင်္စဣမမန္တံဘောဇင်ကင်္စဗနာမဟိ ဟောစဉ်ကောတတိသင်္ခါတောဓမ္မနံဝိစယောတထာဝိရိယံပိတိပတ္တိဘုဇင်္ဂာသတထာပရိသမာဓုပေကာဘုဇင်္ဂာတတ္တိတေသဗ္ဗဒတိနာမုဏိနာသမ္မတခတ္တာဘာဝိတာဘဟုလိကတာတံဝတ္တန္တိအပိညာယနိဗ္ဗာနာယသဗောဓိယာ ဣတိနသစ္စာဝစီနာဒုတိတိဟောတုတပ္ပရာဧကသမိသမယေနာထောမောကလာနိသကတပံဟိလာနေဒုက္ခိတေတိတဝါဘုဇင်ကေတတ္တေတယိတိဇတံဘိနန္ဒိတဝါရောဂမုစိံသူသင်္ခဏေ ဣတိနသစ္စာဝဇိနာသုတိတေဟောတုတပ္ပဒာဣကရာဓမ္မရာစာပိကိလင်ညနာပိပိလိတောသုံဒတိရိနာတံယေဝဗနာပိတဝနာသာရတံသံဘောရိတဝနာအာဘာရဓမ္မဥထာတိဌာနသော ဣတိနသစ္စာဝဇိနာတုတိတိဟောတုသဗ္ဗရာပဟိနာတေသအာဘာဒဒိဏနံပိမဟိတိနံမဂဟတာကိလေသာဝပဋ္ဌာနုပတိဓမ္မတံဣတိနသစ္စာဝဇိနာတုတိတိဟောတုသဗ္ဗရာ ောဇင်္ဂသုတ်တံနေတိတံ